မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မန်လေးမြို့မှာငလျင်တန်တဲ့အဆောက်အုံကိုဖြိုဖျက်စင်မှာဘေးတိုင်းမှာရှိတဲ့လူနေအိမ်ပေါ်ကိုပြိုကျမှုဖြစ်ပွားပြီးတော့လူတအူးပိမိနေတဲ့အကြောင်းဖော်ပြပေးကြပါမယ်။မန်လေးမြို့ချမ်းအေးတာဆန်မြို့နဲ့အောင်နှန်းရှိတာအနောက်ရက်ကွက်33 34လမ်းကြား85 86လမ်းကြားဝန်းအတွင်းမှာရှိတဲ့အာစီ3တပ်မြာစိန်တဲကိုကန်းကတော့ ငရေဒန်တင်ကရလိုဆက်ရန်နေရာ ဖြိုဖျက်စင်မှာဘေးဘက်ကရက်မှာရှိတဲ့ပြင်တောင်အိမ်သွမိုးနှစ်ထပ်နဲ့အိမ်ပေါ်ကိုလဲကြမှုဖြစ်ပွားခဲ့ကြောင်းသိရပါဗျာ။တိုက်ဖြိုရင်ဘေးအိမ်ပေါ်ပြိုကျတာလို့လည်းသိရတယ်။မီးလဲလောင်နေတယ်။လလော့ဆယ်ပိတ်မိနေတဲ့သူတွေကိုကယ်ထုတ်ဖို့ကြိုးစားနေပါတယ်လို့အဲ့ဒီအစာအုံပြိုကျတဲ့နေရာကိုရောက်ရှိသူကဆိုပါတယ်။ဖြိုချတဲ့တိုင်အပီးခံခဲ့ရတဲ့အဆိုပါနှစ်ထပ်ပြင်တောင်အိမ်အတွင်းမှာရှိတဲ့အမျိုးသားတအူပိတ်မိနေလို့ နေမည်မိသက်ရှင်တွေကယ်ဆယ်ရှင်တွေရောက်ရှိပြီးတော့ကယ်ဆယ်လုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိကြောင်းလည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းဖြာပေါ်မှာဆန်ဆက်ဘွိုင်လာပောက်ကွဲလို့တယောက်တည်ဆုံတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ ERI တိုင်းဖြာပေါ်မြို့နယ်ချောင်းတွင်ကျွော်အောင်စုမှာရှိတဲ့ဆန်ဆက်မှာဒီနေ့အောက်တိုဘာ22ရက်နေ့ပိုင်းကဘွိုင်လာအိုးပောက်ကွဲပြီးတော့အမျိုးသားတယောက်တည်ဆုံပြီးတော့၄ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ဖြစ်စဉ်ကတော့မနက်7:00နာရီကျော်လောက်မှာဆန်ဆက်မှာရှိတဲ့ဘွိုင်လာအိုးပြက်နေတာကို ညှို့ပြင်းတဲ့အချိန်မှာဘွိုင်လာအိုးပေါက်ကွဲပြီးတေဆုံးတဲ့ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိခဲ့တာဖြစ်တဲ့ကြောင့်ပေါက်ကွဲမှုမှာတော့တေဆုံးသူကဘွိုင်လာအိုးလာရောက်ညှို့ပြင်းတဲ့အမျိုးသားဖြစ်တယ်လို့သိရပါဗျ။ဘွိုင်လာပြက်နေတာကိုပြင်နေတာပြင်ပြီးတော့မီးထိုးဆန်းတာကနေမီးပေါင်တအားတက်ပြီးတော့ဘွိုင်လာအိုးကပေါက်ကွဲသွားတာပေါ့။တေတာကတော့ဘွိုင်လာလာပြင်းတဲ့သူပါပဲ။သူကပဲလာပြင်တော့အနားမှာသူပဲရှိတာလို့ ARD တိုင်းဒေသကြီးမိသက်ဦးစီးဌာနမှကဆိုပါရယ် လက်ရှိမှာတော့တေဆုံးသူအမျိုးသားနဲ့ထိခိုက်ဒဏ်ရာရသူအမျိုးသား၃ယောက်အမျိုးသမီး၁ယောက်ကိုဖျားပုံစည်းုံကိုပို့ဆောင်ထားတဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိတဲ့သူကတော့ဆန်ဆက်ကဖြစ်တယ်လို့လည်းသိရပါဗျ။ဒဏ်ရာရတဲ့၄ယောက်ကတော့အပေါ်ရန်အရေးပြားဒဏ်ရာရတာပေါ့ဆန်ဆက်ကလိုကြားတယ်။စေယုံပို့ထားတယ်လို့မြေပြင်ကယ်ဆယ်ရေးလမ်းကြောင်းသွားခဲ့တဲ့ဖြာပုံမျိုးပဲ့တင်တန်ပရိုက်တာတင်ကဆိုပါရယ်။ လက်ရှိမှာတော့ဆန်ဆက်ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပြည်စည်းဆုံးရှုံးမှုနဲ့ရှင်းလင်းရေးကိုတာဝန်ရှိတဲ့သူတွေကလှုံ့ဆော်သလိုအရေးယူတဲ့အပိုင်းကိုတော့သက်ဆိုင်ရာရေးတပ်ဖွဲ့ကဆက်လက်လှုံ့ဆော်နေတယ်လို့သိရပါဗါဒ်အောက်တိုဘာ20ရက်မနေ့ကလည်း ERA တိုင်းဟင်္ဒရာမြို့နယ်တက်ကယ်ပြင်အုပ်စုပေါ်တစ်ကြီးဝါမှာ၄စင်တမောင်းတိုက်ခတ်တာကြောင့်နေပေါ်တစ်ပင်လဲကြပြီး၃လသားအရွယ်ကလေးငယ်တယောက်တည်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့ပစ္စည်းခိုးတယ်ဆိုပြီးတော့အမျိုးသမီးတယောက်ကိုရိုက်နှက်ပြီးတော့ဓာတ်တိုင်မှာကျိုးနဲ့တုံမှုပအဝင်သူအလုံးကိုရေစကန်မှာစစ်ဆေးနေပြီဆိုတဲ့အကြောင်းဖော်ပြပေးကြပါရစေ။ရောင်းတိုင်းလှန်တရားမျိုးနဲ့မှာရှိတဲ့အစဲဆိုင်တဆိုင်မှာပစ္စည်းခိုးယူတယ်လို့ဆွဆွဲခံရပြီးတော့ကလေးချီထားတဲ့အမျိုးသမီးတယောက်ကိုရိုက်နှက်ပြီးတော့ဓာတ်တိုင်မှာကျိုးနဲ့တုတ်ခဲ့တဲ့ဖြစ်စဉ်မှာတော့ပအဝင်ပတ်သက်သူအကုန်လုံးကိုသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကခေါ်ယူစစ်ဆေးမြင်ရနေတယ်လို့ဖြစ်စဉ်ကိုသိရှိသူကဆိုပါရစေ။ လက်ရှိကဆိုင်ရှင်မိသားစုရဲ့ခိုးတယ်လို့ဆွဆွဲခံရတဲ့မိသားစုရဲ့ကလှန်တရာရေစကတ်မှာပါပြဿနာတွေဖြေရှင်းရတော့မှအထယ်ဆိုင်ဘက်ကဆိုင်ရှင်ရောကြိုးတုပ်သူနဲ့ဗီဒီယိုရိုက်ပြီးလူမှုကွန်ရက်ပေါ်တင်တဲ့သူအကုန်လုံးပါတယ်ဒီမနက်ကပဲခေါ်ပြီးတော့အမေးခံရတာလို့ဆိုပါတယ်ဒီဖြစ်စဉ်ကတော့လှန်တရာမြို့နယ်ဗိုလ်ချုပ်လမ်းမပေါ်မှာဖြစ်ပွားခဲ့တာလို့သိရပြီးတော့ တရလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်အရပျက်စီးခိုးတယ်လို့ဆွဆွဲတဲ့ဆိုင်ရှင်ဆိုသူအမျိုးသမီးတစ်ယောက်ကဆွဆွဲခံရတဲ့တက်ကြီးပိုင်းအမျိုးသမီးတစ်ယောက်ကိုရိုက်နှက်ပြီးတော့ဓာတ်တိုင်မှာကြိုးတုပ်ဖို့ပြောဆိုနေခဲ့တာလည်းတွေ့ရပါတယ်။ဒါ့အပြင်ဆွဆွဲခံရသူအမျိုးသမီးနဲ့အတူတူပါလာတဲ့ကလေးငယ်ကိုဓာတ်တိုင်မှာကြိုးတုပ်ထားတယ်လို့ယူဆရတဲ့ဗီဒီယိုဖိုင်ပါမြင်ကွင်းကြောင့်ကလေးတဲ့ငယ်အပေါ်ပြုတ်မှုတဲ့လူရက်ကိုလူမှုကွန်ရက်မှာဝေဖန်နေတာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကလေးမှအပြစ်မရှိဘူး။ခိုးသူကိုပဲဥရိနဲ့ဖြည့်ရှင်းလို့မရဘူးလားမေးခြင်းနဲ့ အကြောင်းဆောင်တော့နားမလည်ပေမဲ့နေပူကြီးထဲမှာကလေးလေးကိုကျိုးနဲ့ခြေထားသလိုမျိုးပုံစံမျိုးမြင်ရလို့စိတ်မကောင်းဖြစ်ရတယ်လို့ပြည်သူကဆိုပါတယ်။ဥရေအရာကြွန့်ကျင်သူတွေကတော့ဒါဟာကလေးတငယ်အခွင့်အရေးဆိုင်ရာဥရေပုံမှာ66အရာပြစ်မှုဖြစ်ပြီးတော့ထောင်ဒဏ်2နှစ်အထိထားမဟုတ်ဒဏ်ဝေဒါမှမဟုတ်နှစ်မျိုးလုံးချမှတ်နိုင်တယ်လို့ဆိုပါတယ်။ဒါဟာနိုင်ငံတကာကလေးတငယ်အခွင့်အရေးသဘောတူညီချက် UNCRC နဲ့လည်းစန့်ကျင်နေနောက်တစ်ခုကဘလို့ပြစ်မှုမျိုးပဲဖြစ်ဖြစ်လူတယောက်ကိုရမ်းမပါတောင်းဝန်မရှိပဲချုံနာွက်မရှိဘူးလို့ဥရိယာကျွမ်းကျင်သူကဆိုပါတယ် လက်ရှိဖြစ်စဉ်နဲ့ပတ်သက်လို့လူကုန်သေးခါထိခိုက်စေတဲ့အတွက်ရသသက်ကြီးဥပဒေပုံမှာ352 354 900နဲ့၎င်းတပြင်သက်သက်ထိခိုက်ဒဏ်ရာဖြစ်စေမှုဒါမှမဟုတ်ပြင်းထန်ဒဏ်ရာဖြစ်စေမှုပုံမှာ325နဲ့၎င်းချင်းချောက်ချင်းပြုလို့ရင်တော့ရသသက်ကြီးဥပဒေပုံမှာ905ကကြီး906အပြင်ဆက်သွယ်ရေးဥပဒေပုံမှာ66ကကြီးနဲ့လည်းအရေးယူနိုင်တယ်လို့သိရပါဗျ။ဒီဗီဒီယိုဖိုင်ထဲမှာတော့ဆိုင်ရှင်ဆိုသူကရင်ရွေးပူသွားယူသွားရင်ရွေးပူကိုခေါင်းကနေလောင်းချလိုက်မယ်။ နောက်လုံးလို့မရအောင်လို့ကလေးပါလောင်ချပြင်းမယ်ယူနှွေးသွားကြသွားငါကမိုက်ရင်သူများတက်မိုက်တယ်စသဖြင့်ပြောဆိုနေတာလည်းတွေ့ရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့လူမှုကွန်ရက်အသုံးပြုသူကြားမှာဆိုင်ရှင်ဖြစ်တဲ့သူကိုဝေဖန်မှုတွေမြင့်တက်လျက်ရှိတယ်လို့တစ်ဖက်မှာလည်းပဲပရဟိတအသင်းဖွဲ့တွေကဆွဆွဲခံရသူအမျိုးသမီးနဲ့ကလေးငယ်ကိုကူညီပေးနိုင်ဖို့ရှာဖွေနေကြတယ်လို့သိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလှန်သာရမျိုးမရင်းစကန်ကိုဆက်သွယ်ပေးမယ်ဖုံးလက်ခံဖြေချခြင်းမရှိဘူးလို့လည်းသတင်းတွေမှာဖော်ပြထားပါတယ်ရှင် ဆက်လက်ပြီးတော့ရန်ကုန်မြို့ကဒီဝါလီညအကြောင်းဖော်ပြပေးကြပါမယ်။ရန်ကုန်မြို့လယ်မှာရှိတဲ့ဟိန်းလူဖျားအကြောင်းတွေမှာဒီဝါလီပွဲတော်မှာဟိန်းလူဘာသာဝင်တွေကမိသားစုလိုက်လာရောက်ပြီးပူဇော်တာဝိပုစွတောင်းတာတွေပြုလုပ်နေကြပါတယ်။ဒီဝါလီဒါမှမဟုတ်ဒီပါဝလီကတော့ဟိန်းလူဘာသာဝင်တွေရဲ့မိထွန်းပွဲတော်ဖြစ်က22တိုင်အောက်တိုဘာလမှာကျင်းပလေရှိကြပါတယ်။ဒီပါဝလီပွဲတော်ကတော့ဟိန်းလူဘာသာဝင်တို့ရဲ့ပွဲတော်ထဲမှာအကျော်ကြဆုံးဖြစ်ဖြစ်ပါတယ်။ ဒီပေါ်လီပွဲတော်ကတော့ဟိန္ဒူဘာသာဝင်တွေရဲ့ပွဲတော်ထဲမှာအကျော်ကြားဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ပွဲတော်ကျင်းပတဲ့ကာလအတွင်းမှာဖျားအကြောင်းတွေလူနေအိမ်တွေဈေးဆိုင်တွေနဲ့အများပြည်သူနဲ့ဆိုင်တဲ့အဆောက်အုံတွေမှာမိတွေကိုလှလှပပထွန်ကြပါတယ်ရှင်။ ဆက်လက်ပြီးတော့အပူပန်းမုန်တိုင်းဖန်ရှင်အခြေအနေတွင်အမှတ်စဉ်33မြင်းဆောင်2025ကိုထုတ်ပြန်ပေးကြပါရစေ။2025ခုနှစ်အောက်တိုဘာ22ရက်နေ့ဒီနေ့မြမဆန်တော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြမဆန်တော်ချိန်ညနေ3နာရီခွဲချိန်တိုင်းထွားချက်တွေရတောင်တိုးပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပန်းမုန်တိုင်းဖန်ရှင်ကတော့အနောက်တောင်ဘက်ကိုဖြင်းညွှန်စွာရွေ့ရှားခဲ့ပါရစေ။အဆိုပါအပူပန်းမုန်တိုင်းဖန်ရှင်ကတော့အနောက်တောင်ဘက်ကိုဆက်လက်ရွေ့ရှားနိုင်ပြီးတော့ပုံမအားကောင်းလာကနောက်6နာရီအတွင်းမှာအားကောင်းသောအပူပန်းမုန်တိုင်းဖန်ရှင်အဖြစ်ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါရစေ။ ဆက်လက်ပြီးတော့အားကောင်းတော်လေးပြီအားနဲ့ရောင်းချင်းတွေကိုပေါ်ပြပေးကြပါရစေ2025ခုနှစ်အောက်တိုဘာ22ရက်နေ့ဒီနေ့ညမှာစံတော်ချိန်ညနေ၄နာရီထုတ်ပြန်ကြမှာတော့ဒီနေ့ညမှာစံတော်ချိန်မနက်3နာရီခွဲချိန်တိုင်းထွားချက်တွေရဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေးပြီအားနဲ့ရောင်း low pressure area ကပုံမအားကောင်းတာကအားကောင်းတော်လေးပြီအားနဲ့ရောင်းဝဲမတ် low pressure area အဖြစ်ကိုရောက်ရှိခဲ့ပါတယ်အဆိုပါအားကောင်းတော်လေးပြီအားနဲ့ရောင်းကတော့အနောက်အနောက်မြောက်ကိုရွေးရှားနိုင်ပြီးတော့22ရက်စလ2025မှာဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းနဲ့တကောင်းတဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်လေပိုင်းအိန္ဒိယနိုင်ငံတ မဲနာတို့မြောက်ပိုင်းကမ်းလွန်နဲ့အင်တာပရာတိတောင်ပိုင်းကမ်းခြေတွေမှာမုန်တိုင်းငယ်ဖြစ်ကိုလည်းကောင်းဒီကမှတက်စင်အနောက်နောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားနိုင်ပြီးတော့ပုံမှန်အားကောင်းလာနိုင်ကောင်း23ရက်စလ2025မှာအိန္ဒိယနိုင်ငံတမင်နာဒုမြောက်ပိုင်းနဲ့အန်တာပရာတိတောင်ပိုင်းကမ်းခြေတွေကိုရောက်ရှိနိုင်တယ်လို့လည်းခန့်မှန်းရပါတယ်ရှင်။ဆက်လက်ပြီးတော့အောက်တိုဘာလရဲ့အမြင့်ဆုံးအပူတင်စတင်တဲ့ကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်အောက်တိုဘာ22ရက်ထုတ်ပြန်ကြမှာတော့ကြက်ကမီမှာ36.3ဒီဂရီဆယ်စီယပ်နဲ့99.3ဒီဂရီဖာရန်ဟိုက် အော်တိုဘာလာရဲ့အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်တယ်လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့အော်တိုဘာလာရဲ့အနှိမ့်ဆုံးအပူချိန်စံချိန်သစ်ကိုလည်းဖော်ပြပေးကြပါရစေ။2025ခုနှစ်အော်တိုဘာ21ရက်ထုတ်ပြန်ကြမှာတော့မြေကြီးနားမှာ14.5ဒီဂရီဆယ်စီယပ်58.1ဒီဂရီဖာရန်ဟိုက်နဲ့အော်တိုဘာလာရဲ့အနှိမ့်ဆုံးအပူချိန်စံချိန်သစ်တင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုအစည်းအဝေးကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ဒေလီမှာဒီဝါလီပွဲတော်ပြီးလေရုညဉ့်ညမ်းမှုပုံမှုဆွေးရတာတဲ့အကြောင်းဖော်ပြပေးကြပါရစေ။အိန္ဒိယနိုင်ငံမြို့တော်ဒေလီမှာတော့ဟိန္ဒူရိုးရာဒီဝါလီပွဲတော်ကျင်းပရာမှာမေရှုံမိပန်းပြစ်ဖောက်မှုတွေကြောင့်ပွဲတော်အပြီးနောက်တနေ့မှတဲ့လေရုညဉ့်ညမ်းမှုအဆင့်မြင့်တက်နေတယ်လို့တောင်ရှိတဲ့သူတွေကဆိုပါရစေ။ညူးဒေလီမှာရှိတဲ့တချို့သူတွေဟာတင်းနာနေညာနှောင်းပိုင်းတွေမေရှုံမိပန်းတွေပြစ်ဖောက်ပြီးတော့အင်္ဂါနေ့မနက်မှာ မျိုးရော်ရဲ့လေတို့အရေအသွေးညှောကိန်းဟာရက်ကွက်အများပြားမှာညှိုးကိန်း350ကျော်ရှိရောက်ရှိသွားပါတယ်။ဒီညှိုးကိန်းကတော့လူသားတွေအတွက်အနည်းငယ်ရှိစေတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသတ်မှတ်ထားတဲ့ပမာဏဖြစ်ပါတယ်။မိခွန်းမျိုးတွေကြောင့်လမ်းတွေအထက်မြင့်အဆောင်အုံတွေနဲ့သမိုင်းဝင်အထိမ့်မဲ့နေရာတွေမှာပါမြင်နိုင်စွမ်း မြင်နိုင်စွမ်းနေကြဆင်းနေပါတယ်ဒီလိုမျိုးတစ်ခါမှမမြင်ဘူးဘူးလေတို့ညဉ့်ညံ့အကြောင်းဒီမှာဘာမှမမြင်ရဘူးနယူးဒယ်လီကိုရောက်လာတဲ့ခီးသွားကဆိုပါတယ်အိန္ဒိယတရားဝန်ချုပ်ကတော့ဒီဝါလီပွဲတော်ကာလအတွင်းနယူးဒယ်လီမှာမီးရှို့မိပန်းပစ်ပေါက်မှုတိုင်းမြင့်ချက်ကိုဖြေလျှော့ပေးခဲ့ပြီးတော့ညဉ့်ညံ့မှုနယ်တွေမီးရှို့မိပန်းတွေကိုအကန့်အသတ်နဲ့အသုံးပြုခဲ့ပေးခဲ့ပါတယ်အမုံမွားတွေနဲ့တန်းခွေထုတ်လုပ်မှုတွေကို30ရာခိုင်နှုန်းလျှော့ချပေးနိုင်တဲ့အမျိုးအစားတွေကိုစနေနေ့မှအင်္ဂါနေ့အထိတတ်မှတ်နိုင်တဲ့အတွက်အသုံးပြုနိုင်တဲ့ကြောင်းတရားဝန်ကပြောကြားခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်တည်းကလိုပဲစီကံလိုက်နာမှုတွေအားနေခဲ့ပါလူဦးရေတန်း30ကျော်နေထိုင်တဲ့ညူတယ်လီမှာတော့ဒီဝါလီပွဲတော်ကာလမီးရှို့မိပန်းပြပမှုအေးမြတဲ့ရာသီဥတုနဲ့အနီးနာပြည်နယ်တွေမှာလေယာဉ်မီးရှို့မှုတွေကြောင့်လက်သမားတွေစောင်းရသည့်ရောက်တိုင်းကမ္ဘာလေတုံညဉ့်ညံ့မှုအဆူရဆုံးမျိုးအဖြစ်နဲ့ဆင်းဝင်လေရှိပါတယ်ညူတယ်လီမှာရှိတဲ့အာဏာပိုင်တွေဟာဆက်လွယ်ရေးလုပ်ငန်းတွေမှာကန့်သက်ချက်တွေချမှတ်တာဒီဇယ်ဂျန်နရေတာအသုံးပြုမှုကန့်သက်ချက်တွေအပေါင်းလေတုံညဉ့်ညံ့မှုအဆင့်ကိုတားဆီးဖို့အစီအမံတွေချမှတ်ဆောင်ရွက်နေပါတယ်ဒါပေမဲ့လည်းနှစ်စဉ်ဖြစ်ပွားနေတဲ့အချက်တွေကိုကာကွယ်ဖို့ပြန်လည် ပြည်ဖြိုးမြေစွမ်းအင်သုံးအသုံးပြုရင်းနဲ့မော်တော်ယာဉ်တွေမှာကောင်းမွန်တဲ့အောက်ဆိုင်ထုတ်လုပ်မှုထိကျုံမှုကိုရေရှည်ဖြည့်ရှင်းနေတယ်လို့အပ်တယ်လို့သဘာဝပတ်ဝန်းကျင်ထိတဲ့ရေးပညာရှင်တွေကအကြံပြုထားတာလည်းဖြစ်ပါရဲ့ရှင်